ရေဆိုတာကအစီချဝင်းလျှောတဲ့နေရာအသားရေလာစေတဲ့နေရာမှာတဘာဝတရားကလက်ဆောင်ပေးထားတဲ့လက်နက်တစ်ခုပါပဲနော်။ဘာလို့လဲဆိုတော့ကယ်လိုရီမပါ၊တကြားမပါ၊အစီတက်စေတဲ့ဓာတ်တွေမပါတဲ့တစ်ခုတည်းတော့အရေးဖြစ်လို့ပါ။ဒါကြောင့်မို့လို့ရေတောက်ပြီးဝေးချဖို့အတွက်တနေ့ကိုရေမမြတောက်ဖြစ်အောင်ဘယ်လိုတွေလှုပ်ဆောင်ရမလဲဆိုတော့လှစ်ဝက်ချက်ကိုပြပြပေးသွားပါမယ်နော်။ညီမရဲ့ဗီဒီယိုလေးကိုမစားခင်မှာညီမတို့ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဘေးနား notification bell လေးကိုပါ on ခဲ့ပြီးမမေ့ပါနဲ့အောင်ရှင်။ ရေတောက်ပြီးဝေရှားတော့မယ်ဆိုရင်ပထမဦးဆုံးအနေနဲ့ရေတောက်ဖို့အတွက်ကိုရေစားတဲ့အချိန်ကိုစောင့်နေစရာမလိုပါဘူးရှင်။တဘာဝအတားရေစားဖို့ဆိုတာကနွေရသီကလွယ်လို့ရှိရင်ကျန်တဲ့ရသီဥထုတွေမှာရေစားဖို့ဆိုတာက ဖြစ်နိုင်ခြင်းနေပါတယ်။ဒါကြောင့်မို့ဘယ်တော့သွားရေမှုဆောင်သွားပါနော်။ နောက်ပြီးတော့ရေအစားထိုးရင်တွေကျန်တော့ပါရေကိုတောင်းနေကြမဟုတ်လို့ရှိရင်မတောက်ချင်တော့ပဲနဲ့မုံနေတာမျိုးတွေရေတောင်းလိုက်တိုင်းပြုတ်အန်တာမျိုးတွေကြုံမှုတဲ့သူတချို့ရှိမှာပါဒါဆိုရင်တော့ရေအစားထိုးတတိဖြော်ရေတွေလိမ္မော်တီဒါမှမဟုတ်တမယာရေနှွေးချမ်းလိုမျိုးတောက်ပေးလို့ရပါတယ်ဒီလိုတောက်တဲ့အခါမှာလဲကယ်လိုရီမပါတဲ့သဘာဝဖြော်ရေမျိုးကိုဦးစားပေးပြီးတော့တောက်တုံတင်ပါတယ် နောက်တစ်ချက်ကတော့ရေစာတိုင်းရေတောက်ပါတခါတလေကြရင် ရေစာလိုက်တာရေစာပြေအောင်အေးအေးလေးတောက်လိုက်အောင်မယ်ဆိုတာမျိုးတွေကိုတွေ့ဘူးကြမှာပါအဲ့လိုအချိန်မျိုးမှာတော့အေးအေးမတောက်ပါနဲ့နော်ရေစာတဲ့အချိန်မှာရေတောက်တာအကောင်းဆုံးပါ ခန္ဓာကိုယ်ထဲကိုမလိုအပ်တဲ့တကြားအတက်တွေကီလိုလီလေးဝင်သွားမှာဆိုလိုပါရှင်နောက်တစ်ချက်ကတော့အလံပေးထားပါကိုကိုတိုင်းရေတောက်ဖို့တတိမရဘူးဆိုရင်တော့မှ ကို့ဖုန်းကတတိယနေမှာပါ ကိုယ့်ရဲ့ဖုန်းကိုနှစ်နာရီတခါအလံပေးလိုက်မယ်ဆိုလို့ရှိရင်ကိုကရေရှိခွက်တဲ့မနဲ့တောက်ဖြစ်ဖို့တေချာတဲ့လောက်ဖြစ်နေပါပြီ။နောက်ဆိုလို့ရှိရင် အလံမြီအောင်စောင့်စီရမလို့တော့ပဲနဲ့ရေတောက်တဲ့အချင်းကဆွဲသွားပါလိမ့်မယ်နော်။နောက်တစ်ချက်ကတော့အစားအစာနဲ့ရေတက်ဖြည့်ပါ ရင်မတောက်ချင်ဘူးဆိုလို့ရှိရင်အချားရွေးချက်စရာတွေရှိပါသေးတယ်။အဲ့ဒါကတော့ရေတက်ပြေဝတဲ့အစာအစာတွေဟင်တင်ဟင်ရွက်တတိယရံတွေကိုစားသုံးပေးဖို့ပါပဲ။ဥပမာဖရဲသီးလိုအသီးအနှံမျိုးတွေကိုစားပေးမယ်ဆိုလို့ရှိရင်ရေတက်ပြေဝစေပါတယ်။နောက်တစ်ချက်ကတော့ထမင်းမစားခင်ရေတောက်ပါနော်။အစာမစားခင်ရေတောက်လိုက်လို့ဗိုက်ပြည့်တဲ့ဆိုတဲ့အသီးစိတ်ကတင့်ကိုအစာစားစိတ်ကိုယုံနေစေတဲ့အပြင်ကယ်လိုရီအများကြီးမစားမိအောင်ထိန်းချုပ်ပေးနိုင်ပါတယ်။ ဒါကြောင့်မို့လို့အစာမစားခင်အချိန်ရင် အစာစားနေတဲ့အချိန်အစာစားပြီးချိန်မှာရေတောက်ပေးတာကအစာချေစနစ်ကိုအထောက်အကူဖြစ်စေတဲ့အပြင်အစာအစာမှာပါတဲ့အဟာရဓာတ်တွေကိုလည်းပို့ပြီးတော့ဆောက်ယူပေးပါတယ်။နောက်တစ်ချက်ကတော့အာကစားလုပ်နေတဲ့အချိန်ရာသီဥတုပူနေတဲ့အချိန်မှာရေကိုပို့တောက်ပေးပါ ပြင်းထန်တဲ့ခန္ဓာကိုယ်လှုပ်ရှားမှုလုပ်နေတဲ့အချိန်အပြင်သွားလို့ရာသီဥတုပူနေတဲ့အချိန်မှာရေကိုပိုတော့ပေးတင်ပါတယ်။ဒါပေမဲ့အယံမောနေတဲ့အချိန်မှာဆိုရင်တော့ရေကိုမတော့တင်ပါဘူးနော်။အမောပြင်မှာသာရေတောက်ဖို့ကိုတိုက်တွန်းခြင်းပါတယ်။နောက်တစ်ချက်ကတော့ဒီတောက်ဝါတာကိုတောက်ပါ အခုဝေရှားနေတဲ့သူတွေထဲမှာနာမည်ကြီးလာတာကတော့ဒီတဝါတာပဲဖြစ်ပါတယ်။ဒီတဝါတာဆိုတာကအသီးတွေအရွက်တွေကိုကြိတ်ရှည်ထားတဲ့ဖြော်ရည်တွေပဲဖြစ်ပါတယ်။ဒီဖြော်ရည်တွေကိုထမင်းအစားတို့တောက်ကြတာမျိုးပါ။ဒါကလည်းရက်တူတူနဲ့တလကိုတစ်ကြိမ်နှစ်ကြိမ်လုပ်ပေးနိုင်ပါတယ်။ဒါပေမဲ့ယောဂအခန်းရှိရင်ကိုဝင်ဆောင်နဲ့နိုတက်မိကွန်တွေကတော့အဟာရဆရာဝန်နဲ့တိုင်ပြပြီးမှတောက်တင်ပါတယ်ရှင်။ နောက်တစ်ချက်ကတော့ကိုယ့်ရဲ့စီးရံကိုသတိထားကြည့်ရမှာဖြစ်ပါတယ်။နောက်ဆုံးအဆင့်အနေနဲ့ကိုယ့်ရဲ့စီးရံကိုသတိထားကြည့်ပေးပါ။စီးကအဝိုင်းရင်အောင်ဆိုလို့ရှိရင်တော့ရေတောက်ဖို့လိုနေပါသေးတယ်။ဒါပေမဲ့စီးကအဝါရောင်ဖြော့ဆိုလို့ရှိရင်တော့ရေကိုပြပြဝဝတောက်ပြီးပြီဆိုတဲ့အတိတ်ပဲပါပဲเนาะ အခုပြပြပေးခဲ့တဲ့အချက်တွေကိုသိသွားပြီဆိုလို့ရှိရင်တော့ခန္ဓာကိုယ်ပိန်သွဲပြီးတော့လှကျင်တဲ့ကုကုမမတွေအတွက်ရေတောက်ပြီးတော့ဘလို့ပြောင်လို့ရမလဲဆိုတဲ့နီလန်းလေးတွေကိုလက်တွေ့လုပ်ကြည့်ဖို့တိုက်တွန်းခြင်းပါတယ်နော်။ဒါပေမဲ့ဝေလျှော့တဲ့အခါမှာလည်းအလွန်အကျွံမလျှော့ကြဖို့နဲ့အစာအာဟာရကိုလည်းလုံလုံလောလောစားသုံးပေးဖို့အကြံပေးခြင်းပါတယ်။ဒီမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါဘောနော်။